ဒီနေ့အသေးသေးမှရှိကြတဲ့မဘာသာဆရာတော်များဥစွာပနာမှာကာရဝပြုပါတယ်ဗျာဤတော်တော်များနဲ့မြို့ချစ်ညီကိုမောင်တော်မှာအလုံးပန်ကြပါရစေဒီကနေ့2019ခုနှစ်ဇူလိုင်လ15ရက်နေ့ဟာမေဝါဒသာသနာဆောက်ရှောက်ရေးမဘာသာအဖွဲ့ကြီးရဲ့စွန့်ရည်တတိကိုပြောင်မြောက်စွာပြတ်ပါရမယ်နေသူနေ့ရက်ကြီး ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်နိုင်ငံတော်ဆိုရကမဟာနာဆရာတော်ယူကိုအကြောင်းပြုပြီးတော့ဘဝတအဖွဲ့စည်းတွေကိုဖြိုခွင်းပြီးတော့ဘဝတဆိုင်ဖို့တော့တက်ခွင့်မရအောင်ဆိုင်ဖို့တွေကိုဖြုတ်သိမ်းဖို့သတ်မှတ်ထားတဲ့ရက်ကလာဒီကနေ့ပြည့်သွားလို့ပါပဲ။ဥပဇင်းတို့အနေနဲ့ တိခဏနိုင်တဲ့အတိုင်းတာကျော်လွန်သွားပြီလို့သတ်မှတ်ထားပါတယ်ပရမဂျေဘာဘာသာမလိုအပ်ဘူးဆိုပြီးရံဝန်ကြီးချုပ်စော်ကားမော်ကားပြောခဲ့တုန်းကတုံ့ပြန်မှုစီစဉ်ခဲ့တော်လည်းပဲမဘာသာပဲတတုကြသွားနိုင်တယ်ဆိုပြီးတိခတ်ခဲ့ပါတယ် ဒုတိယအကြိမ်တရားဝဲပိတ်တဲ့အခါမှာလဲ58ပါမစုံညီပဲစုံညီဆိုပြီးတော့တကဘာလုံးကိုမူတာဝါဒတုံပြီးကြီးညာချက်ထုတ်ခဲ့တယ်အဲ့ဒီတုန်းကလဲလုံးဝမတုံ့ပြန်ခဲ့ပါဘူးဒီကနေ့တော့မဘာသာအဖွဲ့စည်းကိုဖြိုခွင်းအောင်လည်းမကပါနဲ့ဆိုင်းဘုတ်တော်ထောင်ဝင်မပေးတော့ဘူး လုံလုံကဲကဲကြီးစော်ကားမော်ကပြုတ်လာလို့ကျူပင်ခုတ်ကျူငုတ်မကြံပုံစံမျိုးဖြတ်စည်းလာလို့ပြန်လည်ပြီးတော့တိခါနိုင်စွမ်းမရှိတဲ့အဆင့်ကိုရောက်သွားပေါ်ရကြည့်လိုက်ရင်တော့မဘာသာဆိုင်ဘုရားတိတ်ကြီးမလာတာမဟုတ်ပါဘူးဒါလေးကိုဒီကနေ့ ဖြုတ်ပြီးအဖြုတ်ပြလိုက်နောက်ကနေ့ပြန်တက်လဲရတာပဲဆိုတဲ့ပုံစံမျိုးနဲ့ကြံပြုတဲ့ဆရာတော်ကြီးတွေလည်းရှိပါတယ်အဲ့ဒီလိုဟန်ပြကလေးတောင်မှမဖြုတ်နိုင်ပါဘူးဘာကြောင့်လဲဆိုရင်မဘာသာဆိုင်းဘုံနဲ့အတူမဘာသာဆရာတော်တန်ဃာတော်တွေ မြို့ချစ်ညကိုမောင်နာဒရရဲ့တိတ်ခါတွေအမာရီတွေဩဇာတွေအရှင်ဝါတွေဒါတွေအားလုံးပါသွားမှာဖြစ်လို့ပါပဲဒါကြောင့်အရင်အရင်တုန်းကတိခါနိုင်ခဲ့တော့လေဒီတစ်ခါတော့ တိခံဖို့မသင့်တော့ဘူးလို့ဆုံးဖြတ်ထားပြီမဝတ္တဆိုင်ဖို့များတော့အတန်နဲ့လဲပြီးတော့ကောက်ွယ်တော့မှာပါမဝတ္တဆိုင်ဖို့ကြီးပြိုလဲသွားပြီဘာသာသာသနာလဲပျောက်ကွယ်တော့မှာဘောဓအဖွဲ့စည်း ိုခွဲခံလိုက်ရတယ်တမျိုးသားလုံးလည်းအန်ဒရယ်ကြောက်ရောက်လာနိုင်ပါလေဘဝသားဆိုတာထေရဝါဒသာသနာတော်ရဲ့ခန္ဓာကြီးတစ်ခုပါဒီခန္ဓာကြီးအဖြူခွဲလည်းမခံနိုင်ပါဘူးအဖြတ်စီလည်းမခံနိုင်ပါဘူးအကြဆုံးလည်းမခံနိုင်ပါဘူးဒါကြောင့်ကိုယ်စမ်းညံစွာရှိသည်များနဲ့ ထိန်သိမ်းကောက်ွယ်ဆော့ဆော့ပါလိမ့်မယ်အလာဒီဆိုရကိုပြောချင်ပါလေမလုံးနေပေးပြီးပြည်သူစံတာတွေကိုရိုက်ခဲ့တယ်ပြည်သူတွေရဲ့မဲစံတာတွေကိုမလုံးနေနဲ့မြှုပ်ဆွဲခဲ့ ဒီကနေ့ဒီအလရီဆိုရာဘာမှမဆွမ်းဆောင်နိုင်ဘူးကုံသေးနှုံးတွေအရင်အစိုးရအထက်ပူကြီးမှာစီဝါရီအရင်အစိုးရအောက်အများကြီးထုတ်ကြသွားငင်းချင်ရေနိုဝယ်ဆုရှင်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းငင်းချင်ရေဆိုတဲ့စကားတစ်ခုရဲ့ အတိမ်အနက်နဲ့အထက်အနက်အဓိပ္ပာယ်အခုမှနားလေသဘောပေါက်တဲ့အဆင့်မှာပဲရှိသေးဒါကြောင့်ငြိမ်းချမ်းဆိုတာစိတ်ကူးရင်တလောက်မလွယ်ကူဘူးဆိုတာသူတခင်းနေ့သိသွားတဲ့နောက်ပိုင်းမှာပြည်သူလူထုကိုယိုယိုသားသား တင်ပြပြီးတော့ပုတ်ပွင့်လင်းလင်းပဲဝန်ခံလိုက်ပါအဲဒီဆိုရဆက်လက်အုပ်ချုပ်နေတဲ့ကာလပါလုံးတိုင်းပြည်ဟာမြေကြီးအောင်ကျွန်းနေပြီးအဝေစီထိုးကြသွားနိုင်ပါတယ်အရင်အရင်ပြည်သူတွေဆင်းရဲခဲ့တယ်ဆိုတာတိတ်မသိပါဘူးဘာကြောင့်လဲဆင်းရဲတရှိခဲ့လို့ ုံစင်းလုံးကြီးတာတွေဆင်းရဲမှတိတ်မသိရပါဘူးစီဝါရေးကြတာတွေဆင်းရဲမှတိတ်မသိရပါဘူးသို့သောပြီးခဲ့တဲ့အစိုးရလက်ထက်ပွင့်လင်းမြင်သာမှုတွေရှိလားစီဝါရေးတွေတိုးတက်လားကုံစင်းလုံးတွေကြာလားကုန်ပစ္စည်းတွေပေါများလားဒီအခွင့်အလမ်းနဲ့ဒီအကျိုးကျေးဇူးကိုခံစားခဲ့ရပြီးမှ ဒီကနေ့ NLD အစိုးရလက်ထက်ရောက်တဲ့အခါအဲ့ဒီအခွင့်အရေးကြီးအကုန်လုံးဆုံးရှုံးသွားပါတယ်။ချမ်းသာပြီးမှဆင်းရတာပို့ပြီးဆင်းရပါတယ်။အဲ့ဒီဆင်းရမှုဒဏ်ကိုဒီကနေ့ပြည်သူတွေခံရပါပြီ။အလေဒီဆိုရမနိုင်မနေနဲ့ ဒီတိုင်းပဲဆက်သွားမယ်ဆိုရဲပြည်သူလူတွေဟာဒီထက်ပိုပြီးစင်ရဲတွေနှပ်ပါလိမ့်မယ်အကြောင်းပုံပွဲလဲလဲကိုအတော့မကြရင်မကြဘူးမစွမ်းနိုင်ရင်မစွမ်းနိုင်ဘူးတိုးတက်အောင်လုပ်မပေးနိုင်ရင်လုပ်မပေးနိုင်ဘူးကုံစင်းတော့မထိန်နိုင်ရင် မထိန်နိုင်ဘူးပုံပွက်လဲလဲဝန်ခံပြီးတော့ဟိုးဝန်ကြီးချုပ်ဟောဦးနုလက်ထက်တော်ကလို့ယူယူတာတာပဲစွမ်းနိုင်တဲ့သူတွေစွမ်းနိုင်တယ်လို့ထင်ရတဲ့သူတွေ ဆွမ်းနိုင်တယ်လို့ယုံကြည်ရတဲ့သူတွေကိုလွယ်ပြောင်းပေးလိုက်ပါအဲ့ဒီလိုသူတစ်ပါးလက်ကို လွယ်ပြောင်းခြင်းမှာလျှက်နဲ့ကိုယ်အတုံးမကြတာဆွမ်းရည်မရှိတာညာဖြင်းတာကိုဖုံးကွယ်ခြင်းနဲ့အနေနဲ့မဘာသာဆိုင်ဘုတ်တွေကို ဖြိုချ မဘာသာအဖွဲ့အစည်းကိုဖျက်ဆီးတဏ္ဍာလုံးမှာရှိတဲ့တန်ဃာတွေနဲ့ပြည်သူတွေစိတ်မထိန်နိုင်အောင်လို့စုဘူးအောင်ကြတဲ့အခါကျမှအာနာပြန်သိဒီစကားအာနာသိအဓိကလက်တယ်မဘာသာပဲဆိုပြီးတော့မဘာသာကိုလက်ညှိုးထိုးဖို့ရည်ရွယ်ချက်ရှိရှိတဲ့မဘာသာအဖွဲ့ကြီးကို နှိမ်နင်းတာမျိုးတော့လုံးဝမလုပ်သင့်ပါဘူးမဘာသာအဖွဲ့အစည်းကြီးရှိနေလို့တစ်မျိုးသားလုံးအကအခွဲရနေတာပါဘာသာသာသနာအဖြစ်စီမခံရတာပါဘာဝတာအဖွဲ့အစည်းကြီးနဲ့အန်လယ်ရီအစိုးရလဲလို့မြောက် ံလေဒီအဆိုးရနှုတ်ထွက်သွားရင်နှုတ်ထွက်တော့မဘာသာတော့လာပြီးရမရှာပါနဲ့မဘာသာဟာအံလေဒီအဆိုးရရဲ့အတိုက်ခံမဟုတ်ပါမဘာသာတမျိုးသားလုံးအဆိုးရရေမတက်နိုင်တဲ့ အခန်းကဏ္ဍကနေကာကွယ်ဆော့ရှောက်နေတဲ့အဖွဲ့အစည်းပါဘာဘာသာဟာအစိုးရလုံးဝမကျွမ်းကျင်တဲ့ဘာသာသာသနာကိုကာကွယ်ဆော့ရှောက်နေတဲ့အဖွဲ့အစည်းပါဘာဘာသာကို အပြစ်ပုံချပြီးတရားခံလို့ဖို့တော့စင်ကူပါလေကိုကိုတတ္တိရှိတဲ့ ထင်ရယ်ကိုကိုတတ္တိရှိတယ်လို့ယူဆထားရယ်ပုံပုံလည်းလည်းပြောပြီးယူယူသာသာအာနာလွှဲပေးလိုက်ပါမဘာတာကတော့ဒီထက်ပိုပြီးတီးမခံနိုင်တော့ဘူးဝိရတ္တမစိုးရဲ့